င်စာအုပ်လေးဖြစ်ပါတယ်။အဲဒါအရင်ကတော့တူရီဘီပုစ။ငါကညီနေပါကျွန်တော်ခေချာလုပ်ပါတယ်ခင်ဗျာ။မြန်မာစစ်တပ်သမိုင်းတလျှောက်ကာကွယ်ဦးသီးချုပ်တွင်အာဏာသိမ်းစစ်ကောင်းဆောင်တွေထဲမှာမင်းအောင်လှိုင်ဟာအကြီးချင်းညံပြင်းဆုံးစစ်ကောင်းဆောင်တူဦးဖြစ်တာကိုလွန်ခဲ့တဲ့၄နှစ်တွင်မြန်မာပြည်သူတွေနဲ့နိုင်ငံတကာတိုင်ဝမ်ရှေ့မောက်မှာမှတ်ကြောက်တင်ခဲ့ပြီဖြစ်ပါတယ်။အခုခါမင်းအောင်လှိုင်ဟာသူ့ရဲ့လက်ရှိအခြေအနေပေါ် အတော်စိတ်ပြက်လက်ပြက်ဖြစ်နေပြီလို့ နေပြည်တော်မှာသတင်းစကားတစ်ခုခက်သက်သက်ထွက်ပေါ်လာနေပါတယ်။နေပြည်တော်မှာရှိတဲ့ထိတ်တန်းစစ်ဗိုလ်ချုပ်ကြီး6ဦးနေထိုင်နေ6လုံးတန်းငင်းစာရက်ွက်မှာထက်တိုးအိမ်တလုံးအသင့်ဆောက်လုပ်ထားပြီးဖြစ်တဲ့မင်းအောင်လိုက်ဟာ၎င်းဖန်တီးခဲ့တဲ့ရှုပ်ထွေးကြီးကနေရုံထွက်နိုင်မှုရွေးကောက်ပွဲကိုမဖြစ်မနေလှုပ်ပြီးရင်အနားယူမယ်လို့လည်းအတန်နေထွက်ပေါ်နေပါတယ်။ဒီသတင်းစကားထွက်ပေါ်လာတဲ့ရက်ွက်ဟာထိတ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေရဲ့မိသားစုတွေနဲ့လက်ကုံးတတိရှိတယ်လို့သိရပေမဲ့လည်း တိကျအတည်ပြုနိုင်ခြင်းတော့မရှိပါဘူး။ဒါပေမဲ့စစ်ကောင်းဆောင်ရဲ့နာဂန်နဲ့ပတ်သက်ပြီးထွက်ပေါ်လာတဲ့တန်တွေဟာစကိုင်းငင်ရေလှုပ်ခက်ပြီးတဲ့နောက်မှာထွက်ပေါ်လာတာဖြစ်ပြီးအခုနှစ်ဒီဇင်ဘာလနဲ့လာမယ့်နှစ်ဇန်နဝါရီလမှာမြောက်လင်ကကျင်းပဖို့စီစဉ်ထားတဲ့ယူကောက်ပွဲကို စကိုင်းငင်ကမရေရာတဲ့အခြေအနေတည်းဆီတို့တွန်းပို့လိုက်တယ်လို့ဖြစ်သွားပြီး၎င်းပေါ်ပုံမရှုပ်ထွေးခက်ခဲတဲ့ဖိအားတွေဖြစ်ပေါ်စေခဲ့ပြီးဖြစ်ပါတယ်။ တကယ်တော့စကိုင်းနေရင်မတိုက်ခင်အချိန်ထိမြောင်းလိုင်းရဲ့အာရကြည်နေတဲ့အပြုံးတွေနဲ့စစ်ကြီးဝင်တဲ့ပြောဆိုတွေကိုရုရှားနိုင်ငံခီးစဉ်တွင်နဲ့အဲ့ဒီခီးစဉ်ကနေပြန်လည်ရောက်ရှိပြီးရနောက်မလ21ရက်နေ့ကကျင်းပခဲ့တဲ့2025လွန်ဗဟုဝင်ရိုးကဘာတွင်မြန်မာနိုင်ငံကျုံတွေ့လာရမည့်စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများဆွေးနွေးပွဲကိုတရောက်မေကွန်းပြောကြားချိန်မှာ နောက်ဆုံးမြင်ခဲ့ကြားခဲ့ရတာမဟုတ်ပါလား စွန်းနွယ်ကို2025လွန်းလို့အမည်ပေးထားတာကိုကတနည်းအားဖြင့်မြောက်လိုင်းရဲ့အနာဂတ်အစီအမံတွေရဲ့ရည်ရသေးချမှုကိုယုံကြည်မှုရှိရှိထုတ်ဖော်ခဲ့လေသလားလို့အဲ့ဒီချိန်ကစဉ်းစားတရားဖြစ်ခဲ့ပါတယ်။အကြောင်းကတော့မြောက်လိုင်းစစ်ကူးရင်ထားတဲ့ဘဟုဝင်ရုပ်ကဘာကြီးဆိုတာဟာကဘာကြီးအားမိန်ကနိုင်ငံရဲ့အကြီးဆုံးခြေလှယ်နေမှုပေါ်အင်အားချိန်ဝင်ရှာထိန်းကြီးမဲ့ရုရှားဥဆောင်တဲ့နောက်ထပ်ဝင်ရိုးတွေပေါ်လာပြီး ပူတင်ရဲ့ဝင်ရုံးမှာ၎င်းဟာခွေးသွားစိတ်တစ်ခုဖြစ် ပါဝင်လက်ပတ်နိုင်တော့မဲ့ခွင်လန်းကိုရုရှားခီးစဉ်ပြန်အားရကျင်းနေစွာသတင်းစကားပါလို့တာဖြစ်ပါတယ်။ယင်းဒီကဘာကြီးဟာဘ ഹു ဝင်ရုံးကဘာကြီးဖြစ်ပြောင်းလဲသွားပြီလို့နေပြီးတော့စင်မြင့်ပေါ်ကနေကဘာနဲ့ချီပြီးယုံကြည်မှုအပြည့်နဲ့ခေကျွေးလို့မှအတန်မဆဲသေးခင်ရဲ့တဲ့ဘက်တစ်ဘက်ချာမလ28ရက်နေ့မှာမြမသမိုင်းမှာမကြုံဘူးအောင်လူအသေးပြောင်းနဲ့အပြည့်စည်းကြီးမှလာတဲ့ ပြင်အား9.9နဲ့6.4စင်ရှိသကိုင်းငင်ကြီးရဲ့စင်ကဲလှုပ်ခတ်မှုနဲ့ကြုံတွေ့လေရပါတယ်။မင်းအောင်လိုင်ရဲ့ကန်စာတာကိုသကိုင်းငင်ကြီးကစီရင်ချက်ချလိုက်လေသလားလို့ဆိုရမလို့ပါပဲ။မန္တကယ်တော့မင်းအောင်လိုင်ဟာသကိုင်းငင်ရဲ့မလှုပ်ခတ်ခင်နိုင်20ခန့်လို့မလာ29ရက်နေ့ညနေစေးပြခန်းနာမှာစစ်မှန်အပြစ်နဲ့အမေကွန်ပြောခဲ့ရမှာ တိုင်းသားလဲနိုင်ငံတော်ရင်းဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကိုလက်နက်ချဖို့ပြောခဲ့ပါသေးတယ်။အဲဒါကြောင့်နေပြည်တော်ကထွက်ပေါ်လာတဲ့မင်းအောင်လှိုင်စိတ်ပြက်နေပြီးရွေးကောက်ပွဲပြင်းရင်အားယူတော့မယ်ဆိုတဲ့အတန်တွေပေါ်များစွာတန်လျာဖြစ်ပွဲရှိနေပါတယ်။စကန်းငင်ရင်လွတ်ခတ်ပြီးတဲ့နောက်ချက်ချင်းဆိုသလိုမင်းအောင်လှိုင်ဟာမြန်မာနိုင်ငံအားရေးပေါ်အကူအညီပေးကြဖို့ကဘာကြီးကိုအကူအညီတောင်းခံခဲ့ရပါတယ်။လုံခဲ့တဲ့တပတ်နေပြည်တော်ဆင်းမြင့်ထက်ကနေအမေရိကန်နိုင်ငံကြီးဆိုးတဲ့ခေကုံမီလို့ဒိဗေရရတဲ့ ကဘာကြီးဟာဗဟုဝင်ရိုးကဘာကြီးဖြစ်ပြောင်းလဲနေပြီလို့ပြောဆိုခဲ့တဲ့မြောက်လိုင်းရဲ့အရေးပေါ်အကူအညီတောင်းခံမှုကိုဝါရှင်တန်အမီရော်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကြားသိခဲ့ပြီးမြန်မာငင်အတွက်အကူအညီပေးမှာဖြစ်တဲ့အကြောင်းအချိန်တို့တွင်တုံ့ပြန်ခဲ့ပါတယ်။ငရင်ဘေးဒဏ်ခံစားရတဲ့မြန်မာပြည်သူတွေကိုရေးပေါ်ကေဇေးအေးနဲ့ပြန်လည်ထူထောင်ရေးတွေအမေရိကန်ဆိုရအနေနဲ့ဒေါ်လာ6သန်းကိုနိုင်ငံတကာဖွဲ့စည်းတွေကနေတဆင့်လူဒန်းသွားမယ်လို့ပြောကြားခဲ့ပါတယ်။ဒါဟာ 2020ခုနှစ်ဖေဖော်ဝါရီလတရနေ့မှာရွေးကောက်ခံရက်သားဆိုးရွားကိုအတင်းအဓမ္မဖြုတ်ချဆက်ရနာသိငဲ့တဲ့မင်းအောင်လှိုင်ရဲ့လှုပ်ရက်ပေါ်ပြက်ပြက်သားသားဆင်ញင်ခဲ့ပြီးအာနာသိန်းစစ်ကောင်းတော်တွေနဲ့၎င်းတို့ရဲ့မိသားစုဝင်တွေကိုတန်ခတ်ရေးယူပေးဆွမှုတွေပြုလုပ်ထားတဲ့မိဂန်အစိုးရရဲ့မြန်မာပြည်သူတွေပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီသာဖြစ်ပါတယ်။အလားတူစစ်ကောင်စီပေါ်ရေးယူပေးဆွတန်ခတ်ခဲ့ကြတဲ့ဥရောပသမဂ္ဂဗြိတိန်ကနေဒါအော်စတြေးလျ စတဲ့နိုင်ငံတွေရဲ့အစိုးရတွေကလည်းလွန်ခဲ့တဲ့လေးနှစ်ကျော်လုံးလုံးမင်းအောင်လှိုင်ရဲ့ဆေးဘေးဒုက္ခဒဏ်ခံစားနေရတဲ့မြန်မာပြည်သူတွေရဲ့နောက်ထပ်ရင်ဆိုင်ခဲ့ရတဲ့တဘာဝဘေးဒုက္ခဒဏ်ကို အလင်းမြန်ကူညီနိုင်မှုအကူအညီတွေ အသီးသီးပေးရခဲ့ကြပါတယ်။ရှီတောင်အာရှနိုင်ငံများတင်အာဆီယံကလည်းနိုင်ငံကြီးဝန်ကြီးများအရေးပေါ်အထူးစီဝေးကျင်းပခဲ့ပြီး စင်ကာပူ၊မလေးရှား၊ထိုင်း၊ဗီယက်နမ်စတဲ့နိုင်ငံတွေကအရေးပေါ်ကေဆေးရေးဖွဲ့တွေကိုဆစ်လုတ်ခဲ့ကြပါတယ်။ စစ်ကောင်းဆောင်မင်းအောင်လိုင်ကိုတိမက်ပြုတ်ဖိတ်ကြားခဲ့တဲ့ရုရှားနဲ့ဘယ်လာရုစ်နိုင်ငံတွေအင်းနီချင်းတရုတ်နဲ့အိန္ဒိယနိုင်ငံတို့ကလည်းရေးပေါ်ကေဇေးဖွဲ့တွေနဲ့အကူအညီတွေပေးပို့ခဲ့ကြပါတယ်။တဘာဝဓမ္မရဲ့စီရင်ချက်ကြောင့်လို့ဆိုရလိမ့်မလား။ရုရှားသမ္မတပူတင်နဲ့လက်ချင်းဆက်ရင်ပတ်ချင်းအပ်တွစ်ဆုံနှုတ်ဆက်နိုင်ခဲ့တဲ့ပျော်ရွှင်မှုတွေဟာခုခါမင်းအောင်လိုင်တွေကျွေတလက်ကြက်တခုလွင့်ပြယ်ခဲ့ရပါပြီ။ စကန်ငင်လုတ်ခတ်ပြီးတဲ့နောက်နိုင်ငံတကာတိုင်ဝမ်ဟာမြန်မာပြည်သူတွေရဲ့အသက်ကိုချိန်မီအရေးပေါ်ကင်းစင်နိုင်ရေးအတွက်မန်လာ29ရက်နေ့နဲ့30ရက်နေ့တွေမှာမြန်မာနိုင်ငံသို့အရေးပေါ်ကင်းစင်ရေးဖွဲ့တွေကိုလင်းမြန်ဆီလုတ်ခဲ့ရမှာအစိုးဆုံးရရှိလာကြတဲ့ကင်းစင်ရေးဖွဲ့အများစုကိုငင်းကြောင့်အသက်ဆုံးရှုံးမှုအများဆုံးနဲ့ထိခိုက်ပျက်စီးမှုအများဆုံးကြုံတွေ့ခဲ့ရတဲ့စကိုင်းနဲ့မန္တလေးမြို့တွေစီကိုဆီလုတ်တာထက် နေပြည်တော်သို့ဦးစားပေးဆ ెల ုတ်ခဲ့တဲ့ထောက်ထားတွေကိုစစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေအရလိလာတွေ့ရှိခဲ့ပါတယ်။ငရင်လုတ်ပြီးရဲနှင်းငယ်ချာနေပြည်တော်မှတဖြည်းဖြည်းထွက်ပေါ်လာတဲ့အပြည့်စည်သတင်းချက်လက်တွေနဲ့ပေါင်းဆက်ပြီးခွဲခြမ်းစိတ်ဖြာသုံးသပ်ကြည့်တဲ့အခါငရင်လုတ်ပြီးပြီးချင်းမင်းအောင်လိုက်အမြန်ဆုံးသိကျင်တဲ့သတင်းချက်လက်တွေကတော့အာနာရှင်ဟောင်းဦးတန်းရွှေအစီမံနဲ့ခိုင်မာတိဆောက်ခဲ့တဲ့နေပြည်တော်မှရှိတဲ့ထိတ်တန်းစည်ရေးအခြေခံစောက်အုံတွေနဲ့ အရက်ပဲအုတ်ချုပ်ရေးရန်နီယာအခြေခံစောက်အုံနေထိခိုက်ပျက်စီးဆုံးရှုံးမှုအခြေအနေတွေပဲဖြစ်ပါတယ်။ဒီသတင်းချက်လက်တွေပေါ်မူတည်ပြီး၎င်းရဲ့အာနာခြေခံစောက်အုံတွေဘလောက်ပျက်စီးသွားတယ်ဆိုတာကိုအမြန်ဆုံးနဲ့တိကျဆုံးအကဲဖြတ်နိုင်ရင်မှမင်းအောင်လိုင်အတွက်သေရေရှင်ရေးတမျှရေးကြီးနေတာလို့ဆိုရမှာပါ။ပြည်သူတွေရဲ့အသက်အိုးအိမ်ပျက်စီးအဆုံးရှုံးရမှုအခြေအနေတွေအဲ့ဒီအခြေအနေတွေက၎င်းတွေအသက်တမျှပိုပြီးအရေးကြီးနေနိုင်ပါတယ် ဒါပေမဲ့လည်းမင်းအောင်လိုင်ဟာနေပြည်တော်စစ်တပ်တွင်ပျက်စီးတွေကိုဒီကနေ့ချိန်ထိလုံးဝဖုံးကွယ်ထားပါတယ်။ငင်းလောက်ခဲ့ချိန်မှာအဂျာဇီရာရုပ်သံသတင်းဌာနမှအဖွဲ့ဟာနေပြည်တော်စစ်ရုံးချုပ်ထဲရောက်ရှိနေတဲ့အတွက်စစ်ရုံးချုပ်ရဲ့ပျက်စီးတွေကိုကန့်အားလျော်စွာစက္ကန့်အနည်းငယ်ထုတ်လွှင့်နိုင်ခဲ့ပါတယ်။နေပြည်တော်တို့အမြင့်ဆုံးဆီလွတ်လိုက်တဲ့နိုင်ငံတကာကရေးပေါ်ကိစ္စရေးဖွဲ့များစွာဟာအဓိကကိစ္စရေးလုပ်ငန်းတွေကိုအစိုးရရန်ရီယာတွေနဲ့ဝန်ထမ်းအင်အားတွေမှလှုပ်ဆောင်ကြရပြီ ဒီကနေမှတဆင်မင်းအောင်လိုင်ဟာနေပြည်တော်အုပ်ချုပ်ရေးရန်ရရဲ့ပြည့်စည်မှုအတိုင်းအဆကိုအမြင့်ဆုံးတွက်ချက်နိုင်မှုကြိုးပမ်းလှုပ်ဆောင်ခဲ့တာလို့သုံးသပ်တွေ့ရှိရပါတယ်။ရရှိလာတဲ့အချက်လက်တွေအားမင်းအောင်လိုင်တွဲမရှုံနိုင်မကယ်နိုင်အခြေအနေဖြစ်ခဲ့ပါတယ်။အခုလက်ရှိမှာတော့နေပြည်တော်မှာဝင်ကြီးတွေအစီအွေကျင်းပစရာနေရာမရှိနိုင်ငံခြားတဏ္ဍာမန်တွေကိုအခန့်ဆွေးနွေးစရာပင်နေရာမရှိဝန်ထမ်းတွေရုံးတက်စရာရုံးခန်းမင်းမရှိတော့တဲ့အခြေအနေနဲ့ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ မြောင်းလင်ကိုတိုင်၎င်းရဲ့စစ်ကောင်စီဥက္ကဋ္ဌရုံးငန်းဖြေပြောင်းလဲခဲ့တဲ့ရခိုင်သမရအိမ်တို့ရုံးငန်းဟာလေအကြီးအကျယ်ထိခိုက်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။ကြီကံမန်တွေနဲ့ပက်ပက်လေကာယံဆောက်လုပ်ထားတဲ့သမရရုံးငန်းနေရာကကြီကံမန်တွေအချက်လိုက်ပြိုကျပျက်စီးသွားခဲ့တယ်လို့အမိုးလေပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။နေပြည်တော်ဝန်ကြီးဌာနတွေနဲ့ဆေးရနာရှင်စနစ်ရဲ့အခြေခံရန်နေရာတွေကိုမောင်းနှင်လက်ပတ်ပေးနေကြတဲ့ဝန်ထမ်းတွေရဲ့အင်အားအများစုဟာငြိမ်တန်းကြောင့်အကြီးအကျယ်ပျက်စီးသွားပြီး ဆက်လက်နေထိုင်ဖို့မဖြစ်နိုင်တာကြောင့်အောက်ခြေဝင်းနဲ့များစုဟာလမ်းဘေးမြေကွက်လက်တွေမှာဖြစ်တယ်လို့နေထိုင်ကြရပါတယ်။ဒီလိုချိန်တွေမှာကြာရှည်မနေနိုင်တဲ့တချို့ဝင်းနှင်းတွေဟာဆွေမျိုးသားချင်းတွေရှိရာမျိုးတွေကိုထွက်ခွာသွားသူတွေရှိလာတဲ့အတွက်ခုနောက်ပိုင်းမှာနိုင်ငံကမှပေးပို့လာတဲ့စစ်သုံးယာယီရွက်ပြင်တဲတွေတန်းစီထိုးထားတဲ့ကေဇေးစခန်းတွေကိုနေပြီးတော့မှစစ်ကောင်စီကအလင်းမြန်ဆောက်လုပ်ပြီးဝင်းနှင်းတွေကိုစခန်းသွင်းထိမ့်သိမ်းထားနိုင်မှုကြိုးပမ်းလာပါတယ်။ စေနာရှင်ရန်နီယာရှင်တန်လက်ပရေးတွေစစ်သားတွေကိုပင်အသက်ဆုံးမှုမကြခဏတိုက်တွန်းနေတတ်တဲ့မြောင်းလိုင်ဟာငရင်ဒုက္ခတွေအရက်ဘက်ဝန်ထမ်းတွေကိုလည်းမဖြစ်မနေယုံတက်ဖို့၎င်းရဲ့အာနာဇက်ရန်နီယာလက်ပတ်မှုရက်ဆိုင်မသွားစေဖို့စက်တိုက်ဖိအားပေးလျက်ရှိပါတယ်။အဆိုပါအုပ်ချုပ်ဝန်ထမ်းတွေဟာငရင်ဒုက္ခတွေဘဝမှာပဲမိသားစုဝင်တွေအသက်ဆုံးရှုံးရဝန်ထမ်းဘဝနေပါလာတဲ့ပိုင်ဆိုင်မှုတွေဆုံးရှုံးရတဲ့ခြေနေအောက်မှာ စစ်ကောင်စီရန်နေရာလက်ပတ်နိုင်ရေးတွေမဖြစ်မနေလောက်ကင်နေကြရပါတယ်လုံခဲ့တဲ့လေးနှစ်ကျော်ကဆီယနာသိမှုကိုလက်မခံတဲ့တွင်စစ်ကောင်စီနဲ့မပူပေါင်းမဲရုံးမတက်တဲ့ရုံးထွက်ဆောင်မှုကိုကြေလောင်စွာ ကြီးကျော်ခဲ့ပြီးရုံးထွက်လာခဲ့ကြတာကြောင့်၎င်းတို့ရဲ့အိုးအိမ်တွေနဲ့ပိုင်ဆိုင်မှုအရရက်ကိုဆွန့်လုပ်ပြီးနိုင်ငံနှံ့ရှောင်ပုံးခဲ့ရတဲ့လူမျိုးနေမြေတည်တည်တို့ထွက်ခွာခဲ့ရတဲ့ CDM ဝန်ထမ်းများစွာဟာလည်း မင်းစိုးမင်းညမင်းအောင်လိုင်ကြောင့်ဒုက္ခပင်လေဝေခဲ့ရဘူးပါလေအခုတဖန်တဘာဝတရားကြီးကမင်းစိုးမင်းညမင်းအောင်လိုင်ကို တမင်ပြစ်မှတ်ထားစီရင်ခဲ့လေသလားလို့ထင်မှရလောက်အောင် နေပြည်တော်ရဲ့ပြည့်စည်မှုတွေဟာစစ်အာဏာဆက်ရရကြီးနဲ့အတိုင်ဝန်းတွင်းမှာတိကဖြစ်ပွားခဲ့တာဖြစ်ပါလေမိတို့ပင်ဆိုသည်မင်းအောင်လိုင်ရဲ့လူလုံစစ်ဘေးဒဏ်နဲ့စကိုင်းငရင်ရဲ့တဘာဝဘေးဒဏ်နှစ်ခုစလုံးကိုပြည်သူတွေကသာခံစားကြရပြီး စစ်ဗိုလ်ချုပ်တွေနဲ့၎င်းတို့ရဲ့မိသားစုတွေကတော့ထိခိုက်မှုမရှိပဲတိုင်းပြည်ဗန္ဒာနဲ့တင်အစာတာတွေကိုစိတ်ကြိုက်သုံးချခွင့်ရနေတဲ့တွေ့လူမှုဒုက္ခတွေကနေကင်းလွတ်နေစေဖြစ်ပါတယ်2008ခုဖွဲ့စည်းပုံခြေခံဥပဒေပုံမှန်၄-၅မှာတုံ့နှုံထားတဲ့တာမန်အားဖြင့်ဆိုသည့်စကားရက်ကိုလူတို့လိုအိဗယ်ဖွင့်ခဲ့ပြီးလက်ရှိခြေနေမှာတာမန်မဟုတ်သောအခြေအနေကြောင့်လို့ဆိုကာ၎င်းရဲ့အာဏာကို6လတကြိမ်တက်တန်းတိုးလာခဲ့တဲ့မင်းအောင်လှိုင်ယနေ့ရင်ဆိုင်နေရတဲ့ PR တွေဟာ အဆိုပါတာမန်မဟုတ်တော့လို့ဆိုတဲ့ခြေနွေတွေထက်အတိုင်းစများစွာ ကြော်လွန်လာနေပြီဖြစ်ပါတယ်။မကြော်လွန်စေပဲ။နေ့ရက်17လ2020ရက်နေ့မှာပါတီစုံဒီမိုကရေစီပေါ်လာ၎င်းရဲ့အာနာသိန်းဇလန်မှာနံပါတ်1တရားခံဖြစ်အသုံးတော်ခံခဲ့ရတဲ့ဒုသမရာဦးမြင့်စွေထံကနေလေကျမ်းမာရေးအကြောင်းပြချက်နဲ့အာနာထက်မှန်သိမ်းခဲ့ပြန်ပါသေးတယ်။ ။ဦးမြင့်စွေနဲ့နှိဆက်သူတွေရဲ့အဆိုအရတော့စစ်ကောင်စီထုတ်ပြန်ခဲ့တယ်လို့၎င်းရဲ့ကျမ်းမာရေးအခြေအနေဟာစိုးဝါနေခြင်းမရှိဘူးလို့ဆိုပါတယ်။အဲ့ဒီချိန်ကစပြီးဦးမြင့်စွေဟာလူမြင့်ကွင်းကနေလုံးဝပျောက်ွယ်သွားတာဟာယနေ့အချိန်ထိဖြစ်ပါတယ်။ဦးမြင့်ဆွေနဲ့၎င်းရဲ့မိသားစုဟာရွေးကောက်ပွဲမြန်မြန်ကျင်းပနိုင်မယ့်အချိန်ကိုသာမျှော်လင့်နေကြပြီးလက်ရှိပြဿနာတွေကနေလွတ်မြောက်ဖို့ကိုသာစိတ်ဆန္ဒရှိနေကြတယ်လို့၎င်းရဲ့မိသားစုနဲ့နှိဆက်တဲ့အတိုက်ဝန်ထံကနေသိရပါတယ် လက်ရှိပြဿနာကနေရုံထွက်ရေးမြောင်းလိုင်ရဲ့နီလန်ကတော့ရွေးကောက်ပွဲကလွဲပြီးတခြားနီလန်ကိုစဉ်းစားထားဟန်မရှိပါဘူး။နိုင်ငံကတိုင်ဝမ်ကမျှော်လင့်နေတဲ့စစ်ဆက်ဆွေးနွေးရေးနီလန်ကိုလည်းသူ့ဘက်ကအသာစီးမရရင်မြောင်းလိုင်ရွေးချယ်မှာမဟုတ်ပါဘူး။ဒါကြောင့်မဲစကိုင်းငင်ဘေးကြမှာပဲအီဗီလာရှိရဲ့နေ့မှာစစ်ကောင်စီတွင်ရင်မှုအောင်လင်းတွေ့လက်မှတ်နဲ့ရွေးကောက်ပွဲကော်မရှင်ဒုတိယဥက္ကဋ္ဌရာထူးကိုဖန်တီးပြီးခန့်အပ်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့မင်းအောင်လိုင်ဟာ၎င်းစီစဉ်ထားတဲ့ရွေးကောက်ပွဲကိုရတဲ့နည်းနဲ့ပြုလုပ်ဖို့ကြိုးပမ်းနေတယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်။၎င်းဖန်တီးခဲ့တဲ့လက်ရှိပြဿနာအစုအဝေးကြီးကနေမင်းအောင်လိုင်ရုံထွက်နိုင်ခြင်းမရှိရင်ဦးမြင့်စွေပါဝင်အာနာသိန်းစစ်ကောင်းဆောင်လက်ဟောင်းလက်သက်တွေအားလုံးရဲ့ကံကြမ္မာဟာလည်းမရေရာဖြစ်လာနိုင်ပါတယ်။မနက်ကတော့လွန်ခဲ့တဲ့၄နှစ်ကျော်မြန်မာနိုင်ငံရဲ့ပုံရိပ်တွေကလက်လက်ဆက်ဆက်ရှိနေသေးပါမြန်မာနိုင်ငံဟာ 2020ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့နနက်မိုးတောင်းရံချိန်ထိရွေးကောက်ခံရက်သားဆိုးရအုပ်ချုပ်မှုအောက်မှာဗက်ဂရီဒီငိန်အေဂျင့်တိုးတက်နေတဲ့နိုင်ငံဖြစ်ပါလေ။ကမ္ဘာလုံးဆိုင်ရာကိုဗစ် -19 ကရောဂါကူးစက်ပြန့်နှံ့လာမှုကိုအရင်းမြစ်ရှားပါးတဲ့ကြားကနေအဆိုးရနဲ့ပြည်သူတက်ညီလက်ညီလက်တွဲဖြည့်ရှင်းကြော်လွှမ်းနေပုံတွေဟာတမိုင်းမှာမမြင်ဘူးမကြုံတွေ့ဘူးတဲ့စီလုံးညှဉ်းညွတ်မှုမျိုးဖြစ်ပါလေ။ အဲ့ဒီလိုဗဂရီတည်ငြိမ်အေးချမ်းမှုကိုဖျက်ဆီးခဲ့သူဟာစစ်တပ်ရဲ့စစ်ဦးသီးချုပ်ဖြစ်သူမင်းအောင်လှိုင်ဖြစ်ပြီးနိုင်ငံသူနိုင်ငံသားတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကိုတပ်ပေးကာကွယ်နိုင်မှုအနှင်းထားတဲ့အာဏာကိုလွဲသုံးစားပြုတ်ပြီးတော့နိုင်ငံတော်အာဏာကိုလက်နက်အင်အားသုံးအထမသိမ်းယူခဲ့ခြင်းဖြစ်ပါတယ်လက်နက်အင်အားသုံးအာဏာသိမ်းခြင်းကိုကမ္ဘာပေါ်မှာဘယ်ဥပဒေကမှ ခွင့်ပြုမထားသလို၂008ဖွဲ့စည်းပုံခြေခံဥပဒေကလည်းခွင့်ပြုမထားပါဘူး ါကိုပဲအာနာထင်းချင်းမာလို့ပြောင်းလဲညာခဲ့ကြတဲ့ကမင်းအောင်လိန်ဟာဗုဒ္ဓဘာသာဝင်တိုင်းစောင့်စည်းရမယ့်ငါးပါးတီလာတွေကမုဒဝါဒကံကိုကဘာတိကျူးလွန်ခဲ့တယ်လို့ပြည်သူတွေရဲ့အသက်ကိုကာကွယ်ရမယ့်စာလွန်ကျူးတက်ဖြတ်ပြီးပါဏာတိပါဒာကံကို စိတ်တိုင်းကျကျူးလွန်နေသူဖြစ်ပါတယ်မြန်မာပြည်သူတွေဟာစစ်အနာသိမ်းမှုရဲ့ဒုက္ခဆူကျူးကို1962ခုနှစ်မှာပထမတစ်ချိန်26နှစ်ကြာနဲ့ 1988ခုနှစ်မှာဒုတိယအကြိမ်22နှစ်ကြာစစ်စုနှစ်ပေါင်းများစွာခံစားခဲ့ရပြီးဖြစ်ပါတယ်။အဲ့ဒီနှစ်ကြိမ်စလုံးမှာပြည်သူတွေဟာ၎င်းတို့ရဲ့အသက်ခံတာပေါင်းများစွာစည်ရေးပြီးအကြမ်းမဖက်နှီးမျိုးစုံနဲ့ဆန္ဒထုတ်ဖော်ခဲ့ကြပြီးဖြစ်ပါတယ်။2020တခုနှစ်တတိယကြိမ်အာဏာသိမ်းချိန်မှာလည်းလာနေချီပြီးနိုင်ငံနဲ့အကြမ်းမဖက်ဆန္ဒထုတ်ဖော်ခဲ့ကြပြီးကဘာကြီးကအချိန်နဲ့မျှတွေ့မြင်သိရှိခဲ့ပြီးဖြစ်ပါတယ်။ စစ်မြေပြင်မှာစစ်ပွဲဆင်နွှဲတယ်လို့မြို့ပြလမ်းမတွေပေါ်မှာဆန္ဒပြပြည်သူတွေရဲ့ဥကောင်းတွေကိုချိန်ရွယ်ပစ်ခတ်တပ်ဖြတ်အကြမ်းဖက်ခဲ့တာဟာမင်းအောင်လှိုင်နဲ့စစ်တပ်ဖြစ်ပါတယ် Today I call on the Myanmar military to stop the repression immediately release the prisoners, end the violence, respect human rights and the will of the people expressed in ရှင်းအောင်အရှာနိုင်ငံများတင်အာဆီယံခေါင်းဆောင်တွေရဲ့မြန်မာရေးဖြည့်ရှင်ရေးတူညီဆန္ဒ၅ချက်နဲ့အာဆီယံထိပ်သီးအစည်းအဝေးတွေကနေမြန်မာရေးနှစ်စဉ်အကြိမ်ကြိမ်ထုတ်ပြန်ချက်တွေကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ်2669နဲ့လွန်ခဲ့တဲ့၄နှစ်တွင်နိုင်ငံတွေကစုပေါင်းထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်ပေါင်းများစွာမှာ ရဲသားပြည်သူတွေပေါ်စစ်တရဲ့အကြမ်းဖက်တပ်ဖြတ်နေမှုတွေကိုချက်ချင်းရပ်တန့်ပေးဖို့တောင်းဆိုချက်တွေကထိတ်ဆုံးကပါဝင်ခဲ့ပါတယ်။မြန်မာနိုင်ငံဟာလွန်ခဲ့တဲ့၄နှစ်လုံးလုံးလူလုံဘေးဒုက္ခကြီးဖြစ်တဲ့မြန်အောင်လိုင်းစစ်တရဲ့တပ်ဖြတ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီးတည်ဆုံးခဲ့ရတဲ့အပြစ်မဲ့ပြည်သူအရေးအတွက်ဟာတဘာဝဘေးဒုက္ခဖြစ်တဲ့စကိုင်းငင်ကြောင့်လက်တလောတည်ဆုံးခဲ့ရမှုတွေထက်များစွာပိုခဲ့ပြီးစစ်ဘေးဒဏ်ကြောင့်အတိတ်ဒုက္ခရောက်နေရတဲ့ပြည်သူ၃သန်းကျော်ရှိပါတယ်။ တဘာဝဘေးဒုက္ခဟာအချိန်တစ်ခုတွင်ကြာရောက်ပြီးရက်တန့်သွားပေမဲ့လေလူလုံးဘေးဒုက္ခကတော့ရက်တန့်ခြင်းမရှိအချိန်ကြာမြင့်စွာဆက်လက်ဖြစ်ပွားလျက်ရှိပါတယ်။ဒီလူလုံးဘေးဒုက္ခရဲ့ဇစ်မြင့်ကတော့စစ်အာဏာသိမ်းမှုပဲဖြစ်ပါတယ်။နိုင်ငံတကာတိုင်ဝန်အနေနဲ့စကိုင်းငင်ဘေးဒဏ်ကိုအမြန်ဆုံးကူညီဖြည့်ရှင်းပေးတယ်လို့ လက်ရှိဆက်ရနာတင်ထားမှုပြဿနာကိုလည်းဝိုင်းဝန်းဖြေရှင်းပေးမယ်ဆိုရင်မင်းအွန်လိုင်းစစ်တပ်ရဲ့နေစဉ်တက်ဖြတ်မှုကြောင့်တည်ဆုံနေရတဲ့အပြစ်မဲ့ပြည်သူတွေရဲ့အသက်ပေါင်းများစွာကိုကယ်တင်ပေးနိုင်မှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာတည်ငြိမ်ဖွံ့ဖြိုးတိုးတက်မှုကိုအမြဲဆုံးရရှိနိုင်မှုဆိုရင်မင်းအွန်လိုင်းအလွန်နိုင်ငံတော်တစ်ကိုတည်ဆောက်နိုင်မှသာရရှိနိုင်မှာဖြစ်တဲ့အကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာနာတော့တွင် 지게 잘해 몸을 해.